လန်ဒန်ကိုသွားနေတဲ့ရဟန်းအပေါ်မှာအဆုလိုက်ပြုံလိုက်တာနဲ့ထိုးခဲ့တဲ့အမှုနဲ့ပတ်သက်ပြီးတော့ဖက်စီခံထားရတဲ့တန်ရာရှိသူနှစ်ဦးမှာယခုအခါတအူးတာတန်ရာရှိသူအဖြစ်ယူဆရတယ်လို့ပြည်သူ့ရှာရဲတပ်ဖွဲ့ကတနင်္ဂနွေနေ့ကပြောပါရယ်ကိမ်းဘရစ်ရှာယာရှာအပေါ်မှာအဆုလိုက်ပြုံလိုက်ဓာတ်ထိုးခံရတာကိုစုံစမ်းစစ်ဆေးနေတဲ့စုံထောက်တွေကသူတို့ကိုဖမ်းဆီးထားသူနှစ်ဦးတွေက အသက်32နှစ်အရွယ်ရှိသူတဦးကိုတတနရအရေခံအဖြစ်ဆက်လက်စစ်ဆေးနေတယ်လို့ယခုညနေခင်းကပြည်သူ့ရှာတယ်ယူပို့ဆောင်ရေးရတဖွဲ့ကကြေညာချက်ထုတ်ပြန်အတည်ပြုပြောဆိုလိုက်ပါတယ်။သူကလူတက်ဖို့ကြိုးပမ်းမှုနဲ့ရဲအချုပ်မှာဆက်လက်ချုပ်နှောင်ထားတယ်လို့အဲဒီကြေညာချက်ကဆိုပါတယ်။သူဟာပီတာဘူရူဘူရာကနေရှားပေါ်တက်လာတာလို့လည်းဖော်ပြထားပါတယ်။ အကင်းဖြစ်ပွားရာနေရာမှာဖမ်းဆီးခဲ့တဲ့လန်ထန်မှာအသက်35နှစ်အရွယ်အမျိုးသားကိုပြန်လှည့်ပေးလိုက်ပြီးတဲ့နောက်နောက်ထပ်အရေးယူမှုဇုံစရာမရှိဘူးလို့လည်းအဲ့ဒီချိန်ညာတက္ကသိုလ်ဖော်ပြထားပါတယ်။ပုံမှန်အားဖြင့်လူသွားလာများတဲ့အင်္ဂလန်အရှေ့မြောက်ဒွန်ကတ်စတာမြို့မှာလန်ထန် King Cross ဘုဒ္ဓကိုပြေးဆွဲနေတဲ့ရဟပေါ်မှာအရေးပေါ်အခြေအနေတရက်ပေါ်ပေါက်နေကြောင်း သတင်းပေးပို့ချက်အရစနေနေ့ည9:00နာရီမိနစ်40ချိန်ခန့်ကရဲတပ်ဖွဲ့တွေကရရှိခဲ့ပါတယ်။ကနအုမလူ10ဦးကိုဆေးရုံကိုပို့ခဲ့ပြီးတော့ခဏကြာမှ4ဦးဆေးရုံမှာဆင်းသွားခဲ့ပါတယ်။တက်ခတ်ခံရမှုမှာဒဏ်ရာရရှိခဲ့သူတဦးကအဲ့ဒီရထားပေါ်မှာရှိနေတဲ့ရထားဝန်ထမ်းတဦးဖြစ်ပြီးတော့တက်ခတ်သူကိုတားဆီးဖို့ကြိုးပမ်းရင်းဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကစိုးရိမ်ရစေအခြေအနေမှာရှိနေပါတယ်ဒဏ်ရာရသူတွေက၅ဦးကဆေးရုံကနေဆင်းသွားပြီးပဲဖြစ်ပါတယ်ခင်ဗျာ လူ့သောမီဒီယာရဲ့ဆက်လက်ရည်တည်မှန်ဖို့ပြည်သက်တွေရဲ့ထောက်ပံ့ပေးမှုဟာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့် Mizima TV YouTube Channel မှာမြန်မာဝေဖန်ခြင်းဖြင့်ပုံနိုင်ကြောင်းလည်းအသိပေးထိတ်ခေါ်လိုက်ပါစေ။